ဒီနာကဒီလိုင်းကကျွန်တော်တို့ break တစ်ကိုကျွန်တော်၈တနည်းဆိုပြီးထုတ်တာသူက break တစ်တော့ပေးသွားတယ်၈၆ခွန်ပေါ့နော်သူ့အောက်မှာပြီးခဲ့တဲ့ဘွယ်ရအဲ့ခွန်နောက်ဘိတ်ကကျွန်တော်မပြတာသူ့အောက်မှာခွန်နောက်ဘိတ်ကလည်းဝင်တာပဲဒါကြောင့်မို့ကျွန်တော်ပြောပါတယ်ခွန်နောက်ဘိတ်ကရှဲတာထွက်သွားတယ်ပြမကုန်သေးဘူးလို့ပြောတာဒီ964ထွက်တယ်နော်ကိုထိတ်ကိုခါလို့ရိုက်တဲ့ခဏတိုင်းဒီမှာကျွန်တော်တို့တစ်ချိန်မှာထွက်တယ်နော်ဒါရေမပြတော့ဒီလိုင်းတွေကကျွန်တော်ခဏခဏပြသိပြီ964ထွက်တယ် သူ့ရဲ့နောက်နှစ်ကကိုထိတ်စီကိုခါဝင်လို့လေအဲကိုထိတ်စီကိုခါလို့ထွက်တဲ့ကောင်ကဒီမှာနှစ်ကြိမ်မှာထွက်တယ်နော်ဒီမှာကိုလျှောက်လေးထွက်တယ်သူ့ရဲ့နောက်နှစ်မှာကိုထိတ်ကိုခါလို့ထွက်တဲ့ကဏ္ဍက၃ကြိမ်မှာသူထွက်တယ်ဒါအကြိမ်ငယ်ပဲဇောင်းဆင်းလာသူ့အောက်ဆောင်မှာကျွန်တော်တို့ဗရိတ်1လား2 8လားဒီမှာကျွန်တော်ဗရိတ်သူ့ရဲ့အောက်ဆောင်မှာဒါဗရိတ်1 2 8တွေထွက်တာဒီမှာသူ့ရဲ့အောက်ဆောင်မှာ1 8ထွက်လားဆိုတော့မထွက်ဘူးဆိုတော့86ခွန်းဆိုတဲ့8ပါတဲ့ဗရိတ်7သူထွက်တယ် ထွက်ပြီးတာနဲ့သူ့ရဲ့အောက်မှာကြီးလိုက်လေနော်ကျွန်တော်တို့9နောက်ပဲ10နောက်ပဲပြီးခဲ့တဲ့ပွဲက9နောက်ပဲဆိုပြီးတော့ဒါဒီဒါလေးကမပြပြစ်လိုက်တာအဲသူ့ရဲ့အဲ့ဒီဗရိတ်တထွက်တယ်9နောက်ပဲထွက်တယ်သူ့ရဲ့အောက်မှာထွက်တဲ့ခဏန်းဒီသူကနေရှေ့ကို1 2 3 4 5 6 7 8 9 10နှစ်မြောက်ထဲကပရိတ်30ရဲ့အောက်ကကဏ္ဍ ော်30ဗရိတ်အောက်ကကနံဒါဆိုရင်ဒီမှာတိပတိထွက်ပြီးရှင်းနောက်ပိတ်ပြီးသူ့အောက်မှာထွက်တဲ့ကနံ80နှစ်က1234569790နှစ်မြောက်ထဲကကနံနော်ဒီမှာ9ဗရိတ်အောက်ကကနေ94ဆိုတဲ့ကနေလာထွက်တယ်။ဒါဆိုရင်အခုကျွန်တော်တို့ဒီမှာဗရိတ်1လဲထွက်ပြီးခွန်လဲနောက်ပိတ်ပြီးသူ့ရဲ့အောက်မှာထွက်မဲ့ကနေတည် ခြေစိတ်နှင်းမြောက်ကဒီနီ3 4 5 6 9 10 10 10 10 10နှင်းမြောက်ထဲကရှစ်ပရိတ်အောက်ကကဏ္ဍနော်အဲ့ဒီမှာနှင်းနှင်းခွန်နဲ့ဝမ်းချင်းနဲ့သွားကိုက်နေတာ3ခွန်3ကပြန်ချားနဲ့ကိုက်တယ်ဒီကောင်ကနှင်းခွန်နှင်းဝမ်းချင်းနဲ့ကိုက်တယ်နော်ဒီကောင်ကြတော့ရှစ်ပရိတ်အောက်ကကဏ္ဍတော့ဖြစ်တယ်ဘာနဲ့မှကိုမကိုက်ဘူးဖြစ်နေတာနော်ဘသူတော့ကျွန်တော်မကြိုက်ဘူးပရိတ်ရှစ်တွေက3ခွက်ရှိတယ်3ခွက်ထဲမှာဒီ2ခွက် နော်ခွန်ပါတဲ့ကနေကျွန်တော်ကြိုက်တယ်နော်အဲကျွန်တော်ကကျွန်တော်ကအဲ့ဒီထဲမှာ68တက်လဲထွက်တယ်တဲ့ဟုတ်လားထွက်လို့လားမသိဘူးနော်အဲထားလိုက်ပါတော့ကျွန်တော်ကအဲ့ဒီမှာစေနိမြောက်ကကနန်းကိုနိနိခွန်ဝန်းချင်းနဲ့ထုတ်ရှင်လိုက်နော် တကယ်လို့6ပါတဲ့ကဏန်းကိုကစားမယ်ဆိုရင်တော့အဲ့ဒီ69တိတို့690တို့ပေါ့နော်ဒါမျိုးတွေတော့ရှိတယ်အဲ932ဒါမျိုးတွေရှိတယ်ပေါ့နော်အဲကျွန်တော်မိတ်ဆွေတွေကိုယ့်အကိုပြန်ကြည့်နော်ဒါမှ6လေးခွန်းနေရှိတယ်ကျွန်တော်ကတော့ဗရိတ်ရှစ်အောက်ကကဏန်းဆိုရင်တော့ကျွန်တော်ဝိုင်းကြည့်လိုက်တော့3ခွက်ထွက်တယ်အဲ့ဒီထဲမှာဒီကဏန်းဒီကဏန်းမစိုးဘူးဘာလို့လဲကျွန်တော်တို့ဒီဘွဲပြန်ရကစားမှာဟုတ်နော် ဒီဘွဲကိုပြန်ရကစားမှဆိုတော့အဲ့မှာနော်ခွန်သုံးခွန်ဆိုတဲ့ကဏ္ဍလေးမစိုးဘူးပေါ့ဗျာနော်ကစားလို့ရတယ်နောက်ခုနကကျွန်တော်ပြောတဲ့ကိုအပိတ်ဆိုင်နေဆိုရင်အဲ့တော့ကိုအပိတ်ဆိုင်နေဆိုရင်အဲ့တော့ကိုလေးရှစ်နော်ကစားလို့ရတယ်ဒါပြီးခဲ့တဲ့ဘွဲကဒီမှာကျွန်တော်ရေးပြတာပဲနင့်နေပေါ့ဒီထောင်သုံးလုံးခွန်ပဋိစက်အဲ ဒီထောင်သုံးလုံးခွန်ဖြစ်ပြီးတော့ရှေ့တနစ်ကြောရခနဲ့ခွန်နောက်ပိတ်နဲ့ပဲကျွန်တော်ကုန်ကြီးပြီးခဲ့တာနောက်တစ်ချက်ပြန်ကြအနီးကစိုက်လေးတစ်စိုက်ပြပေးမယ်နော်အဝေးစိုက်ကတော့ကျွန်တော်ဟိုနေ့ကချဲထွက်ပြီးတည်းကကျွန်တော်ပြထားပြီးသားပါအဲ့ဒီနားမှာ သုံးခက်ကတော့နောက်သုံးခက်ကတော့တူတယ်ပေါ့เนาะဒါမဲ့ကျွန်တော်၄ခက်နဲ့ဆွဲပြမယ်တို့ဒီနောက်ထောင်၃လုံး၉53ဆိုတော့သူကခွန်လို့ဖြစ်တာလေသူ့ရဲ့အောက်မှာ196ဆိုတဲ့ခဏန်းဒီပြန်ကြခဏန်းเนาะပြန်ကြခဏန်းအဲအဲ့ဒီမှာသူကထူးကြတာဗာထူးကြတော့သူတို့ထိတ်နေအပိတ်နဲ့6လို့ဖြစ်ပြီးတော့သူကပြန်ရကြเนาะထောင်၃လုံးကခွန်လို့ဖြစ်တယ်ဟုတ်ပြီလား ဒီကောင်ကြပြီးတော့သူ့ရဲ့နောက်နဲ့မှာသူ့ရဲ့နောက်နဲ့မှာတဲ့ဟမ်နော်သူ့ရဲ့နောက်နဲ့မှာတခါနောက်ရောင်သုံးလုံး953ဆိုတော့ခွန်အခုဒီမှာ613ညာဆိုတော့ခွန်လို့ပဲရိုက်တယ်သူ့အောက်မှာပြန်ညာကြတယ်အဲ့ဒီပြန်ညာကြတော့လေထိတ်နေအပိတ်နေ6လို့ဖြစ်ပြီပဲကြတယ်နော်ဒါလေးတစ်ချက်ထူးဆန်းတယ်အဲ့ဒီမှာ ီပြန်ကြကဏ္ဍရဲ့အောက်ဆောင်နော်ဒီကဏ္ဍကပြန်ကြထားလို့သူ့ရဲ့အောက်ဆောင်အချိန်ခိုက်ကိုသူထည့်တာဒါလေးတစ်ချက်နောက်တစ်ချက်သူ့ရဲ့နောက်နှစ်မှာကျွန်တော်တို့နောက်ထောင်၃လုံး935ဆိုပြီးနောက်ထောင်၃လုံးကို6လို့ပဲသူကပုံတင်ရိုက်တာပဲဟင်ဧခွန်ပါဇက်ကလည်းဗျာเนาะ ကိုသုံးငါဆိုပြီးခွန်လို့ရိုက်တယ်အဲ့ဒီခွန်လို့နောက်ထောင်သုံးလုံးထောင်လိုက်တာ ਨੇ ဒီထိုင်နှလုံးက6လို့ဖြစ်ပြီးပြန်ကြကနန်း630ကြတယ်နော်အဲ့တော့ဒီကောင်ကလည်းဒီတင်ငါကိုပြန်ကြတဲ့အောက်ဆောင်မှာကွက်တိသူထဲနေတာနော်ဒါလေးတစ်ချက်ထူးဆန်းတယ်ကျွန်တော်သုံးခက်လိုက်တာအရှိတကက်ကသူကတော့နည်းနည်းထူးခြားသွားတာပေါ့နော် အဲ့အခုဒီမှာနောက်တောင်သုံးလုံးကခွန်လို့ကြပြီဒီနှလုံးကို6နဲ့ဆိုပြီးပြန်ကြရင်ဒါ၄နောက်ပိတ်နဲ့ပြန်ကြ၄နောက်ပိတ်နဲ့ပြန်ကြရင်ထိုးစရာကဏ္ဍက684ဆိုတဲ့ကဏ္ဍတစ်ခွက်သေးပဲရှိတယ်ဟိုဒါ၄နောက်ပိတ်နဲ့ကြတာမကြတာတော့ကျွန်တော်လည်းမသိဘူးကျွန်တော်အဲ့ကောင်ကို၃ခန့်နဲ့ကျွန်တော်လိုက်ကြည့်တာဘာလို့၃ခန့်နဲ့လိုက်ကြည့်တော့ဆိုတော့ကျွန်တော်ကဒီဗရိတ်၃ညာ ီကနန်းဒီပြန်ကြ သူ့ရဲ့ဘေးနောက်ထောင်သုံးလုံးခွန်လို့လိုက်တဲ့အောက်မှာ ပြန်ကြကနန်းဆိုပြီးကျွန်တော်အဲ့ဒီလိုမျိုးကစားတာသုံးခတ်နော်တုံညပရိတ်ပြီးတော့တခါသူ့ရဲ့နောက်နှစ်မှာကျွန်တော်တို့ပရိတ်တက်လို့ရိုက်တာနော်ဒီတက်ပရိတ်ရဲ့ဆောင်းမှာပြန်ကြဒီမှာတုံညပရိတ်ဆောင်းနော်တုံညပရိတ်ဆောင်းမှာပြန်ကြတခါဒီမှာတက်ပရိတ်ရဲ့ဆောင်းမှာပြန်ကြသူကြတယ် ကြတော့လေဒီ5ကိုတစ်ကအဲ့နေထဲမှာသူက5ကိုတစ်ဆိုတဲ့ခဏကပြန်ညာကြထားတာနော်ဒီမှာကြထားတာအော်ဒီတစ်ချက်တုံညာ6ကလည်းဒီမှာကြထားတာဟုတ်နော်အဲ့သူဒီကပြန်ညာခဏရဲ့ဘေးကနေအောက်ကို၄ဝဲစင်းရင်ပြန်ညာကြတာအဲ့ဒါဆိုရင်သူတုံညာပြီးပြီးတစ်ပြီးပြီးအခုဒီမှာနှစ်ပြိတ်သူကထောက်ထားတယ်နှစ်ပြိတ်လို့ထောက်တယ်သူ့ရဲ့နောက်နှစ်အချိန်ခဲမှာလဲဒီ6နှစ်6ဆိုတဲ့ခဏကဒါပြန်ကြပဲလीနော်ကျွန်တော်တို့မိနစ်ကကျွန်တော်ပြောပြတာပါတယ် ပြန်ကြလို့အတန်ကြရင်66နှစ်ကိုထိုးပါကျွန်တော်ပြောတယ်နော်ပောက်တဲ့လူမရှိဘူးနဲကြမမွေးကြတာဘူးနော်အဲ့တော့ဒီမှာနှစ်ပရရဲ့ဇောင်းမှာပြန်ကြကြမယ်ဒီကနန်းဒီလေပြန်ကြကနန်းဖြစ်မယ်သူ့ဘေးမှာနောက်ထောင်3လုံးခွန်လို့ရိုက်တဲ့အောက်မှာကြတယ်နော်အဲ့ဒီမှာနောက်ထောင်3လုံးခွန်လို့ရိုက်တယ်သူ့အောက်မှာကြတယ်အဲ့ဒီမှာနောက်ထောင်3လုံးခွန်လို့ရိုက်တော့လို့သူ့အောက်မှာကြတယ် အဲ့မှာကျွန်တော်နောက်တစ်ချက်ထပ်ကြွေးကြည့်လိုက်တယ်မိနစ်ကကိုဖြစ်လားဆိုပြီးကြည့်လိုက်တော့ဒီမှာလဲခွန်လို့ဖြစ်တယ်အောက်မှာကြားတယ်ကြားတဲ့ခဏကဒီနှလုံး6နဲ့ကြားတယ်ဒီနှလုံးက6နဲ့ကြားတယ်အခု6မ6တော့မသိဘူးเนาะအဲဒီနှလုံးကလည်း तू ကဒီမှာ6လို့ပဲထည့်တာဒါဆိုရင်ဒီနှလုံး6အောင်မလား၄ဘိတ်နဲ့ထည့်မယ်၄ဘိတ်နဲ့ပြန်ညတဝက်တည်းရှိတာဒီเนาะတဝက်တည်းရှိတာအဲ့တော့ခွန်နောက်ဘိတ်ကြားလာလို့သူ့အောက်မှာပြန်ကြား တစားမယ်ဆိုပြီးတော့ကျွန်တော်ပြောခဲ့တယ်နော်အဲဒါအစောဆုံးပြထားတာ၄နောက်ပိတ်နဲ့ထိုးလဲရတယ်၉နောက်ပိတ်နဲ့ထိုးလဲရတယ်ကြိုက်တယ်လို့ထိုးနော်ကျွန်တော်ကအာလို့ပဲရေးမယ်ဒီကနန်းမျိုးကိုခုနကကျွန်တော်ကိုယ်ပိတ်ဒီပြထားတာဟုတ်နော်အဲကျွန်တော်မိတ်ဆွေတွေကကြိုက်တယ်လို့သာတည်ပြီးတော့စော်ထက်လိုက်ဟုတ်အဲပြရတက်လို့ချင်းအဲ့စက်တွေကတခုခုတော့ညှိပြီးကြမယ်ထင်တာပဲလေနော်ဒါကြကြတာမကြတာကျွန်တော်လည်းမသိဘူး ဟိုဒီလိုင်းမျိုးတွေကြတော့ဒါကဟိုကိုထိတ်နဲ့ကစားတင်တာဟိုးဘောเนาะတပီးခဲ့တဲ့ဘွဲကျွန်တော်ပြောဒီသုံးလုံးနှစ်เนาะဒီသုံးလုံးနှစ်လို့ရဲ့လို့သူ့ရဲ့မြင်းကုန်မှာထွက်တဲ့ခဏန်းကကျွန်တော်သူ့ရှေ့နှစ်ကခဏန်း3ခွန်းနှစ်เนาะအဲ့ဒီ3ခွန်းနှစ်ထွက်ပြီးတာ ਨੇ သူ့ရဲ့အောက်မှာဒီသုံးလုံးနှစ်ကြောင့်ပြိတ်နှစ်ရှေ့ပေါင်းနှစ်လို့ရိုက်ပြီးတော့မှနှစ်ပါဝါခွန်ပိတ်တာ အန်တာပြီးခဲ့တဲ့ဘွယ်ကခွန်ပိတ်ပြတယ်အဲ့ဒီခွန်ပိတ်ကြပြီးရင်ဒီအောက်ကတစ်ခါကဒီမှာတစ်ထိတ်လို့သူထွက်သလားဒါလေးတစ်ချက်စဉ်းစားကြည့်ပေါ့အဲ့ဒါဆိုရင်ဘောပင်ကသွားပြီးတော့ main နဲ့ chip လိုက်သွားပြီအဲ့ဒီမှာဇောင်းသုံးလုံးနှစ်သူ့ရဲ့မြင်းကောင်မှာထွက်တဲ့ကဏ္ဍနော်ဗရိတ်နှစ်ခုပေါင်း6နဲ့ဖြစ်တယ်ဒီကဏ္ဍนี่သူ့ရှေ့နှစ်ကကဏ္ဍထွက်တယ်အဲ့ဒီထွက်ခဲ့တဲ့940ရဲ့အောက်မှာဒီသုံးလုံးနှစ်မို့လို့ ပရိနှစ်ခြေပေါင်းနှစ်လို့ရပြီနှစ်ပါပါခွန်နောက်ပိတ်အငိမ့်ဆိုပြီးကျွန်တော်ပြခဲ့တယ်။သူ့ရဲ့အောက်မှာထွက်တဲ့ကဏ္ဍကဒီ6ခါကထိတ်လို့ထဲသလား။ဒါဆိုရင်အခုဒီနေရာမှာကျွန်တော်တို့9ခါကထိတ်လို့ထဲရတော့ပရိနှစ်ခြေပေါင်းနှစ်ဇောင်း3လုံးနှစ်ဒီကဏ္ဍသူ့ရှိနှစ်ကကဏ္ဍသူ့အောက်ထွက်တဲ့ကောင်သည်နှစ်ပါပါခွန်နောက်ပိတ်အငိမ့်နဲ့ထွက်ကမှာထွက်ပြီနော်။အဲ့မှာကျွန်တော်1 4ခွန်သွားထဲတာဟုတ်နော်။ဒီမှာနှစ်နှစ်ခွန်ဩဒီမှာလည်းရေးထားတယ် အဲ့ဒီကဏ္ဍကတနှစ်ကျော်ကဏ္ဍဖြစ်မယ်ဆိုပြီးကျွန်တော်ရေးခဲ့တာ။အဲ့တော့သူ့ရဲ့အောက်မှာဒီကောင်ကတော့ထိတ်လို့ရိုက်မလားပေါ့နော်။ तू ကအဲ့ဒီမှာကဏ္ဍတစ်ခွက်သေးပါတယ်ကျွန်တော်မကြိုက်ဘူး။ဒီတစ်ကထိတ်လို့ရိုက်တော့ဒီ3 4ရနောက်တွဲနေထွက်တာ။နော်ဒါတိ3 4လို့ထွက်တာ။အိုးနော်။ဒီဒေစီကနောက်ပိတ်3ခါကခါပဲ။ဒီမှာလည်းရှိတယ်နော်။ဒီ6ကထိတ်လို့ရိုက်တော့ဒီခွန်ခွန်ကနောက်တွဲထွက်တာ။ အဲဒီကိုးဒီထိတ်လို့ထွက်ရင်ဒီမှာငါးရှိကနောက်တွဲထွက်ကမှာအဲကိုးငါးရှိကြီးဆောင်းစင်းပေါက်မယ်ဆိုတာတော့မကြိုက်ဘူးဗျာကျွန်တော်အဲကြောင့်မို့လို့ဒီကိုးထိတ်လို့ထွက်ရင်ဒီရှိကိုခါနဲ့မြန်ဝင်လာမလားဆိုတဲ့အတွေးနဲ့ကိုးရှိ၄လို့ထည့်တာเนาะစိုက်ကတော့ကိုးရှိ၅လို့ကိုထည့်ခိုင်းတာကြိုက်ရင်လည်းထိုးကျွန်တော်တော့မကြိုက်ဘူးမကြိုက်ဘူးဗျာ